ညီရင်းမီးလင်းခောက်ရွှေစည်းဟာဇွန်လဆမှာပဲတကြက်သားကိုကြက်88သိန်းဝန်းကျင်အထိစံချိန်တင်မြင့်တက်လာတယ်လို့ရှီလုံငန်းရှင်တွေကတန်လွင်တိုင်းကိုပြောပါရတယ်။ညီရင်းရွှေစည်းဟာဇွန်လ3ရက်နေ့မှာတကြက်သားလျင်ကြက်88သိန်းဝန်းကျင်အထိမြင့်တက်လာပြီးစစ်ကောင်စီတတ်မှတ်ထားတဲ့ရွှေရည်နှုန်းစင်းနဲ့နှိုင်းရှင်ရင်တကြက်သားကိုကြက်သိန်း20ဝန်းကျင်ကွာဟနေတာပါ။ပြည်တွင်းရွှေစည်းဟာကမ္ဘာရွှေစည်းနှုန်းမြင့်တက်လာမှုနဲ့အတူလုပ်ငန်းရှင်အချို့ဆွဲတင်မှုကြောင့်ဇက်တိုက်မြင့်တက်လာတာဖြစ်တယ်လို့ရွှေလုပ်ငန်းရှင်တို့ကပြောပါရတယ်။ ဆူဆူးလေးထပ်ထွက်လာတဲ့အခြေအနေကတော့နိုင်ငံကြီးနဲ့မဆိုင်မဲနဲ့လုပ်ငန်းရှင်တချို့ကကြတော့ဆွေဆေးကိုစသွားမှာအရန်တောက်တယ်။ဘာဖြစ်လို့လဲဆိုတော့တချို့လုပ်ငန်းရှင်တွေကပိုက်ရောမိမှာကြောက်လို့ဈေးဆွဲတင်မှာလည်းအဆက်တစ်ဆက်တော့ပါတယ်။ဒါမှအထူးကကသဘာအခြေအနေပေါ့နော်။သဘာအခြေအနေမှာဟိုတနေ့က high နဲ့ Cambodia ဘောလား issue တစ်ခုလည်းဖြစ်သွားတယ်လေ။ အရာလေးတောင်းလဲပါတယ်ပေါ့နော်အဓိကတော့ကမ္ဘာအခြေအနေကြောင့်ကမ္ဘာကြီးကနည်းနည်းလှုပ်တယ်လုပ်ငန်းလုပ်တဲ့သူအများစုကအမိန့်သေးနဲ့ဝယ်ထားရရှိအမြင့်သေးနဲ့ပြန်ထုတ်တင်တယ်ပြန်ထုတ်တင်တဲ့အချိန်မှာနည်းနည်းသေးကစားလိုက်တယ်လို့ပဲယူဆရတယ်ပေါ့ကမ္ဘာရွှေစင်းလုံးဟာပြီးခဲ့တဲ့မေလနောက်ဆုံးပတ်တွင် ရွှေတအောင်စကိုအမေရိကန်ဒေါ်လာ3280ဝင်းကျင်သာရှိရမှာဇွန်လ3ရက်နေ့မှာဒေါ်လာ3360ဝင်းကျင်ထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ရွေးကောက်ကွဲပါဝင်နိုင်ငံရေးအခြေအနေတွေကြောင့်ပြည်တွင်းရွှေစင်းတို့နေအမြင့်တက်ကြ၊ကျန်းနိုင်တဲ့ကာလဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့မလို့အပ်ပဲဝေယူပါကဆုံးရှုံးမှုရှိလာနိုင်တယ်လို့ရွှေလုံငန်းရှင်တွေကသတိပေးထားပါတယ်။ရွှေစည်းကမှာတော့ပြည်တွင်းရွှေစင်းတို့ထပ်မံမြင့်တက်လာတဲ့အတွက် အရင်လိုဝယ်လို့အားထက်ကျောင်းလိုအားများနေပြီးရွှေဆိုင်တွေအနေနဲ့အခောက်ရွှေတစ်ကျပ်သားကိုကျက်5000 ဝင်ခြင်းဈေးခွာဝယ်ယူမှုရှိတယ်လို့သိရပါတယ်